အားလုံးပဲမင်္ဂလာပါ UKMSD ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်အောင်လည်းမင်္ဂလာပါဒါကျွန်တော်တို့2025ခုနှစ်ကတော့ Year of Underdog အသင်းတွေအတွက်နောက်ထပ် Surprise Package ထပ်ပြီးစတိုက်ပေးနေတယ်ဗောလေကျွန်တော်တို့ AC Milan ကို Bologna နိုင်သွားတယ် Crystal Palace က Manchester City ကိုနိုင်တယ် Newcastle United က Liverpool ကို Fighter မှာနိုင်တယ်အဲ့လိုပဲစတိုက်ပဲဟိုတနေ့ကလည်း Tottenham Hotspur က Manchester United ကိုနိုင်သလို Aberdeen က Celtic ကိုနိုင်သွားတယ် အားလုံးက upset တွေဖြစ်တဲ့အချိန်မှာ Women Champion League Final ကစားတယ်။ Women Champion League မှာ FC Barcelona အသင်းကနောက်ဆုံး၄နှစ်တွင်းမှာ၃ချိန် Champion ဖြစ်တဲ့သူတို့ကဒီပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းသူတို့ကဒီပြိုင်ပွဲကို၃နှစ်ဆက်ယူဖို့ပြင်နေတဲ့အသင်းသူတို့ဟာဒီပြိုင်ပွဲရဲ့ awesome favorite ဖြစ်ထားတဲ့အသင်းဖြစ်တဲ့ Barcelona ဟာဒီပြိုင်ပွဲကိုတောက်လျှောက်ထိုးတဲ့ dominate လုပ်ထားတယ်ဒီချိန်မှာ Arsenal အသင်းနဲ့တွေ့တယ်။ Arsenal က English club တွေထဲမှာတသင်းနဲ့တော့ မျိုးသမီးချန်ပီယံလိဖလားကိုရယူပူထားတဲ့အသင်းမှာ2009ခုနှစ်တုန်းကသူတို့ချန်ပီယံဖြစ်တယ်။ဒါပေမဲ့အာဆနယ်ဟာချန်ပီယံလိဖိုင်နယ်ကိုမတက်တာကြာပြီ။ဆိုတော့သူတို့ကလည်း16နှစ်အကြာဒါသူတို့ရဲ့အကောင်းဆုံးအခွင့်အရေးတွေနဲ့ဒီချိန်မှာချန်ပီယံလိကိုပြန်ပြီးတော့အခွင့်အရေးပြန်ရတယ်။ဆိုတော့ Women Champion League ပြိုင်ပွဲမှာ Barcelona, Lyon, ဒီအသင်းတွေကတောင်းလျှောက်ထိုတယ် dominate လုပ်ထားပြီးတော့ဒီပြိုင်ပွဲကိုတောင်းလျှောက်ကိုဒါဆိုးမိုးထားတယ်အထူးသဖြင့် Lyon ဆိုရင်ဒါ2016 17 18 19 25နှစ်စတိုက်သူတို့ champion ဖြစ်တယ်ပြီးတော့မှ Barcelona ကစပြီးတော့ Chelsea ကိုနိုင်တယ်အဲ့နောက်မှာ Lyon က Barcelona ကိုပြန်နိုင်ပြီးတော့ Barcelona က Wolfsburg နဲ့ Lyon ကိုနိုင်တယ် so Barcelona ဟာဒီဘက်နောက်ပိုင်းမှာအကောင်းဆုံးအသင်းပဲသူတို့မှာကမ္ဘာအကောင်းဆုံးဘောလုံးပါနှစ်ယောက်ရှိတယ်အိုက်ထာနာဘိုမာတီနဲ့ Alessia Putellas နောက်ဆုံး၄နှစ်အတွင်းမှာ ဘာလွန်ဒေါ်ဆု၄ချိန်နှစ်ယောက်ကတယောက်ကို၂ချိန်စီရတယ်ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆု the best player ဆုကို၄ချိန်သူတို့နှစ်ယောက်ကတယောက်၂ချိန်စီရတယ် total dominate လုပ်ထားတဲ့အသင်းဖြစ်ပေမဲ့ Arsenal အမျိုးသမီးအသင်းဟာ somehow manage လုပ်နိုင်ပြီးတော့အကောင်းဆုံး defensive performance ပြသသွားပြီးတော့ တို့ရတဲ့အခွင့်အရေးကိုအသုံးချပြီးတော့ချန်ပီယံဖြစ်သွားတယ်ဆိုတော့16နှစ်အကြာ2000ခုမှာအာဆန်မျိုးသမီးသင်းကဒါအမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာတို့ချန်ပီယံဖြစ်တယ်အဲဒီတော့က2006 2000ခုမှာ Sweden Club ဒါဘယ်လိုပြောမလဲဒါ Sweden Club ဒါ Umida ဆိုတဲ့အသင်းကိုသူတို့နိုင်သွားပြီးတော့ဒါသူတို့အမျိုးသမီးအသင်းမှာပြိုင်ပွဲမှာ Champion ဖြစ်တယ်ဒါနှစ်ချုံကစားရတယ်အဲ့တုန်းက Arsenal က English Club အမျိုးသမီးအသင်းတွေထဲမှာတသင်းတည်းသော Champion ဖြစ်တယ်ဒါပေမဲ့အဲ့2000ခုကတည်းကနေဘယ် English Club မှာ Final တက်ဖို့ရုန်းကန်ရရင်မှာအဲ့ကနေ Chelsea က2020 21မှာ Final တက်တယ် ဒါလက်ရှိမှာဒီအမျိုးသမီး WSL မှာ Chelsea ကအကောင်းဆုံးအသင်းဖြစ်တယ်။ဒါ Manchester City တို့လည်းဒီဘက်နောက်ပိုင်းမှာ investment တွေလုပ်ပြီးတော့ Arsenal က Premier အမျိုးသမီးအသင်းပြိုင်ပွဲမှာဆိုရင်တတိယလောက်ကျလာပြီ။ဒီနှစ်မှာ Man United ကတောက်လျှောက်တက်လာတဲ့အချိန်မှာဒီရာသီမှာတောက်လျှောက်ရုန်းကန်ရတဲ့ Arsenal အမျိုးသမီးအသင်းကလက်ရှိ champion လည်းဖြစ်တယ်၊ holder ဖြစ်တယ်၊ favorite ဖြစ်တယ်။နောက်တစ်ခုကပြဒီပွဲမှာဘယ်လောက်ထိသေးသော ဘောလူပွဲမှာဘာဆိုနာအမျိုးသမီးတင်းကနှလုံးကိုဆယ်ပြားနိုင်တဲ့နှလုံးတေလောက်ထိပေးထားတာအဲ့လောက်ထိကိုဒီနဲ့တင်းကြกว่าတာတကယ်လဲ chance ကြီးခွေးတဲ့ပိုင်းအဆအဆရန်กว่าတယ်ဒါပေမဲ့ Arsenal တင်းရဲ့ခံစစ်၄ယောက်စလုံးဟာဒါတစ်ခါလေးကြာရင်ကျွန်တော်ပြောချင်တဲ့အချက်ကမြို့သားအသင်းကောင်းနေအတူယူရမယ်ပြောဖို့လေကိုထက်ပိုကောင်းတဲ့အသင်းကိုထက်ပိုပြီးတော့ဒါအချိန်ကြီးပွဲကိုပြောင်းသွားနိုင်တဲ့အသင်းကိုတစ်ချက်မှ concentrate loss မဖြစ်သွားဘူး ောက်ခုကအမျိုးသမီးနီးပြ brief ဖြစ်တဲ့အမျိုးသမီးခန်းစစ်အတွဲကိုကြည့်နေပြဥမာ Arsenal တည်းရဲ့ခန်းစစ်၄ယောက်မှာအခုဒီပွဲအကောင်းဆုံးဘောလုံးမဆူရတဲ့ Leo Wilson ဆိုရင်လက်ရှိ England အမျိုးသမီးတည်းရဲ့အသင်းကောင်းဆောင်နောက်ခံလူပေါ့လေသူဦးဆောင်တဲ့ခန်းစစ်၄ယောက် defend line ဟာခန်းစစ်၄ယောက်ရဲ့ back line ဟာ defending ကို their life defending ကို their life အတက် အကောက်တီကိုဆွမ်းကိုလာဆိုအာဆယ်ခန်းစစ်ကိုလုံးအကျိုးလုံးမရဘူးဘာဆိုနာကဘာဆိုနာကဒီနေ့ပွဲမှာတိုတဲအပြင်တိုတဲအတက်ဆိုရင်အချိန်20ကျော်တကယ်တမ်းဂိုးပေါက်ကတည်းက9ချိန်မရတယ်တဲ့မှုအဲ့ဒါအများစုကနောက်တန်းဖြတ်သွားတာဘာညာလဲအာဆယ်ကလည်းတကယ် clear catcher Alessia Russo အပိုင်တစ်လုံးရတယ်နောက် Blastonia ကလူစားဝင်လာပြီးတော့မှဒါအာဆယ်အမျိုးသမီးတဲ့အတွက်ဒီပွဲရဲ့တလုံးတဲ့တော့ဂိုးကိုအနိုင်ဂိုးကိုတွင်းသွားတယ်တွင်းသွားတာကလည်းတကယ်ကိုအချိန်ကောင်းမှတွင်းပြီးတော့ Alessia ဒါဘယ်လိုပြောမလဲ Russo နဲ့အစားဝင်လာတဲ့ Blastania ကတကယ့်ကိုအရေးသွေးမြင့်တဲ့ quality goal ကိုဒါပွဲပြီးကနေမှတွင်းသွားတယ် Barcelona အတွက်ဒါတကယ့်ကိုကန်ဆိုးသွားတာဗောလေ64မိနစ်မှာသူတွင်းသွားတယ်ဒါတော့မှတော့သူနောက်တစ်လုံးထပ်ရသေးတယ်ဒါပေမဲ့ defending ပါအရန်ကောင်းတဲ့ Arsenal မျိုးသမီးတင်က 2009ခုနှစ်နောက်ပိုင်း16နှစ်အကြာမှာလက်ရှိချန်ပီယံဖြစ်တဲ့အကောင်းဆုံးအမျိုးသမီးအသင်းကိုအနိုင်ယူပြီးတော့လစ်ဘွန်မှာအမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာချန်ပီယံထပ်ဖြစ်တဲ့အင်္ဂလိပ်ကလပ်တွေထဲမှာအမျိုးသမီးပြိုင်ပွဲမှာသူတို့အသင်းသတင်းနဲ့ချန်ပီယံဖြစ်ပူတယ်အမှန်တိုင်းပြောရင် Chelsea ကနီးဆက်ဆုံးပတ်စံလေးပူသုံးနိုင်တဲ့တကယ်လည်းကောင်းတဲ့အသင်းဖြစ်တဲ့ WSL မှာဆို Chelsea Dominate လုပ်ထားတာကြားပြီးဒါပေမဲ့ Chelsea က Champions League Final ကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့အချိန်မှာ Barcelona ကဒီဒီဘယ်လိုပြောမလဲဆိုတော့ဒီပြိုင်ပွဲမှာ ဒါ Chelsea အသင်းကိုဒါတကယ်ကိုကိုပြက်ချီပြက်နေကိုပြီးခဲ့တဲ့ semi final မှာတကယ်ကိုတိတ်ထားတာ Barcelona ကတကယ်တော့ Chelsea က Barcelona Chelsea က Arsenal ကို AC နိုင်တယ်ဗျာအဲ့အသင်းကို Barcelona အသင်းကပထမအကြို4-1ဒုတိယအကြို4-1နှစ်ကြော့ပိုင်း8-2နဲ့သူတို့နိုင်ထားတယ်ခါလိုက်တဲ့ဘူလူပွဲအဲ့လိုပဲ ခါစစ်အရန်ကောင်းတဲ့အသင်းလုံတိုင်းမဖြစ်တော့တဲ့အခါမှာသူတို့ရသွားတဲ့ chance ကိုအဲ့အသင်းကအသုံးချတဲ့အခါမှာတကယ်ကောင်းပါတယ်ဆိုတဲ့အသင်းတွေလည်းလက်မြောက်ရှုံးပေးသွားရတယ်။ Arsenal မျိုးသမီးကတာတကဖြစ်ပြီးတော့ဒါမြောက်လန်ဒန်မှာ Tottenham Hotspur က Europa League နဲ့အောင်ပွဲခံပြီးနောက်နေ့အကြပါပဲ။ Arsenal မျိုးသမီးတင်ကမြောက်လန်ဒန်မှာအောင်ပွဲခံဖို့အတွက်အမျိုးသမီး Champions League ဖလားကြီးကိုဒုတိယအကြိမ်မြောက်ဒါအင်္ဂလိပ်ကလပ်တွေကိုစားထပ်မံရယူနိုင်ခဲ့တာပါ။အားလုံးကျေးဇူးတင်ပါတယ်။